မင်္ဂလာပါဒီနေ့ချူရဆွေနေတုံးတက်ကြမယ်ကိုတွေ့မတန်လီတခုရှိပါတယ်အဲ့ဒါကမြန်မာနိုင်ငံကျေးလက်ဒေတာကအလေတန်းကျောင်းသားဘဝအကြောင်းလေးပေါ့ဟုတ်ကဲ့ကန်တက်ဆိုတဲ့ရွာလေးကနေမိုင်းနစ်ချီဝေးတဲ့တောင်ချောင်းကုန်းရွာကိုကျောင်းသွားတက်ခဲ့ရတဲ့အတွေ့အကြုံလေးပါအင်းဆိုတော့အတိကကပညာရေးအတွက်နေတန်းကျုံခဲ့ရတဲ့အခက်ခဲတွေခྱི་ချမ်းတွေပေါ့နောက်ပြီးအဲ့ဒီအခက်ခဲတွေကနေဘလို့လွတ်မြောက်သွားတယ်လဲဆိုတာလေးဟုတ်ပါတယ် အစားပိုင်းမှာလေကန်တဲရွာမှာကမူလာဒအစင်ပဲရှိတော့အလဲတန်းတက်ဖို့ဟိုတောင်ရံကုန်းကိုခြေကျင်သွားရတာခြေကျင်တော့မိုင်းနဲ့ချီဝဲတယ်ဆိုတော့မနေဘူးဟုတ်တယ်မနဲ့ဆိုစောစောထားအင်ကထမင်းချင်းလေးဆွဲပြီးသွားကြရတာအမတ်တရာအနေနဲ့ပြောထားတာကဟိုဟာလေလမ်းမှာနားလိုက်ကစားလိုက်နဲ့တချို့ဆိုကြောင်းမရောက်ခင်ထမင်းချင်းကကုံရောတယ်အင်းအဲ့ဒါကတော့ကလေးတဘာဝပျော်စရာလို့ပြန်ပြောပေးမယ်တကယ်တမ်းတော့အတော်လေးပြင်ပန်းပါပဲ န်းနာဘောအထူးသဖြင့်မိုးရွာနေနေတယ်ဆိုပိုဆိုးတယ်တော်လန်ချောင်းတွေချဲ့ရတာရှိသေးတာကိုဟုတ်တယ်အခုပြန်တွေးတော့တာဂျီနူးဆရာ အမတ်တရားဖြစ်နေတာအဲ့တုန်းကတော့နေ့စဉ်ယုံကံမှုတစ်ခုပဲဒါပေမဲ့လေနောက်ပိုင်းနည်းနည်းလေးတိုးတက်လာတယ်ဆိုလားအင်းစပီလေးတွေနဲ့ကြောင်းတက်လာကြတယ်အော်စပီနဲ့ဆိုတော့အဆင်ပြေတော့ပြီထင်တာပေါ့အဲအဲ့ဒီမှာနောက်ဒုက္ခတစ်ခုကတက်လာတာဟိုတော်လန်ဆိုတော့မိုးရွာရင်ရှင်ဖွက်တွေကထူလပြက်ပဲဟုတ်ပြီစပီဘီကနစ်ပြီပေါ့ နစ်တာနစ်တာပေါ်လုံးဝလဲလို့မရတော့ဘူးဆိုတော့ဘလို့လောက်ကလဲဆိုတော့စက်ပြေကိုကိုယ်တိုင်ပြန်ထန်ရတယ်ဟာဒုက္ခပါပဲစက်ပြေစီးရတာထထန်ရတာကပိုဆိုးမယ်ရွှေ့မရှိတဲ့ကုန်းပေါ်ရောက်မှပြန်စီးစောင်းတွင်းဆိုလဲအေးတာကိုအန်တုပြီးထွားတာတွေရှိသေးတယ်အဲ့လိုနေစဉ်ကြုံနေရတဲ့ဟိုခီးထွားတဲ့အခက်ခဲတွေကိုအဆုံးတတ်ပေးမယ့်အပြောင်းလဲတစ်ခုဖြစ်လာတယ်အင်းအဲ့ဒီအပြောင်းလဲကဘေးကစကြရလဲဒီလိုနေတိုင်းပင်ပင်မမှန်တွားနေရတဲ့ကလေးတွေရဲ့အခြေအနေကိုဘယ်သူကစပြီးတည်ထားမိတာလဲအဲ့ဒါ တော့မတန်းထင်းမှာဖော်ပြထားတာက ကနဲရွာစာတီပဲဒါပေမဲ့ပျော်ဝံမြို့မှာနေရင်ចောင်းဆ iam မကြီးတော့ချိုမာထွေးတယ်။အိုးဒေတာခံမယ်ကိုဟုတ်တယ်ဆ iam မကြီးကဒီရွာကကလေးတွေရဲ့ပညာရေးအခက်ခဲကိုတိတော့အပြေရှာဖို့သူကစပြီးဥဆောင်ခဲ့တာစိတ်ဝင်စားဖို့ကောင်းလာကတယောက်သေးရဲ့စေရနာကနီဘလူးအများပါဝင်တဲ့လူရှာမှုဖြစ်လာတယ်လဲဆိုတာပဲဆ iam မကြီးဥဆောင်တဲ့ဆိုမှာဒါကတူတယောက်သေးနေတော့ပြီးမှမဟုတ်လာဘူးနော်အတိကြပဲ ဆ ्याम ကြီးရဲ့ဦးဆောင်မှုကအစဖြူပေးတော်မှန်းနေဒါပေမဲ့အဓိကအောင်မြင်မှုကရက်ရွာလူလူရဲ့ပူပေါင်းမှုပဲဆိုတော့ဆ ्याम ကြီးကစီယုံရွာသားတွေကဝိုက်ကူအဲ့လိုလားဟုတ်တယ်အာလုံတက်ညီလက်ညီလှုပ်အားပေးရံပုံငွေရှာကြနဲ့နောက်ဆုံးမှအဲ့ဒီကန်တဲရွာမှာပဲအလေတန်းချောင်းခွေတစ်ခုဖွင့်နိုင်ခဲ့တယ်ဟာဒါဆိုတော်တော်ဆင်ပြေသွားတာပေါ့ဟိုအရင်ကလိုမိုင်းချီလန်းလျှောက်ဖို့မိုးရွာရင်စပီးထန်းဖို့မလိုတော့ဘူးပေါ့ ဟုတ်တယ်အဲ့ဒီချောင်းခွဲလေးပေါ်လာရနဲ့အရင်ကနေ့စဉ်ဒုက္ခတွေအလုံးပြည့်လဲသွားရောကလေးတွေရဲ့နေ့စဉ်ဘဝရောပညာသင်ကြားရေးအခြေအနေရောတိတိတသာတိုးတက်သွားမှာပဲတော်တော်လေးကြီးမားတဲ့တရားမှုပါမှတ်တမ်းရေးသူပြောလာကအဲ့ဒီတုန်းကကလေးဘဝဆိုတော့လေဒီချောင်းခွဲရလာခြင်းရဲ့ကျေးဇူးကိုသိတတိမထာမိခဲ့ကြဘူးလေအင်းကလေးဆိုတော့ရရင်ရလာမယ်သဘောထားလာမျိုးဖြစ်မှာပေါ့ဟုတ်ဒါပေမဲ့ရွယ်ရောက်လာတော့အထူးသဖြင့်အခုလိုပြန်တွေးကြည့်တဲ့ခါကြမှာ ဆီရာမကြီးရဲ့ဂျေဇုကိုအယမယနေကြတယ်။အရင်လိုမနှံ့မောင်းထားဆရာမလို့တော့ဘူး။အရေးဝဝအေပီမအေးစေးကြောင်းသွားနိုင်ခဲ့ကြတာကိုတမိုးထားလာကြတယ်။ဆိုတော့ဒီကိုတွဲမတန်းလေးကပြတာကကျင်းလက်ပညာရေးမှာကြုံရတဲ့အခက်အခဲတွေကိုတူဦးတယုံရဲ့စိတ်အားထက်သန်မှုဥဆောင်မှုနဲ့ရဲ့ရွာရဲ့စူပေါင်းစွမ်းအားဘလို့ဖြည့်ရှင်းပေးနိုင်တယ်လဲဆိုတော့တင်ငန်းစားပဲနော်။ဟုတ်ပါတယ်။တော်ချိုမာထွေးလိုလူတွေအောက်ရဲ့ကြိုးပမ်းမှုက ကလေးတွေရဲ့ပညာသင်ယူခွင့်အပေါ်မှာဘလောက်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိတယ်လဲဆိုတာထင်ရှားတယ်။음ဒီနေရာမှာနောက်ထပ်စဉ်းစားစရာကရှမာကြီးကဒေတာချန်ဖြစ်နေတာကလည်းအားသာချက်တစ်ခုဖြစ်မယ်ထင်တယ်။လိုအပ်ချက်ကိုပိုနားလဲတာပေါ့။တေးကြတာပေါ့ဒေတာရဲ့အချီနီး လူတွေရဲ့သမောသဘာဝကို နားလဲတော့စီယုံရတာပိုလွယ်တယ်ရက်ရွာရဲ့ယုံကြည်မှုကိုလည်းရယူနိုင်ခဲ့ပုံပဲဒါကဟိုရက်ရွာအခြေပြုဖွံ့ဖြိုးရေး community led development ရဲ့ကောင်းမွန်တဲ့ဥပမာတစ်ခုပဲမှန်ပါတယ်အနည်းခုပဲမှန်ပါတယ်အနည်းချုပ်ရရင်တော့ခက်ခဲတဲ့အခြေအနေကနေပိုကောင်းတဲ့အနာဂတ်စီတွားဖို့ဆိုရင်တူးတယောင်ရဲ့စေတနာဥချောင်းနိုင်စွမ်းနဲ့ရက်ရွာလူတို့ရဲ့ပူးပေါင်းပါဝင်မှုကအင်မတန်အရေးကြီးတယ်ဆိုတာ ဒီမတိုင်းကမီးမောင်းထိုးပြန်နေတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်စင်တောင်းရလေးခြံထားခဲ့ခြင်းတာကတော့လေမျိုး data like တူတူအကောင်ကနေဆက်ပြီးတော့ရက်ရွာကဝိုင်းဝင်းပံပိုးတဲ့အချိုးပန်းမှုလေးတွေက အထူးသဖြင့်ပညာရေးလိုအရေးကြီးတဲ့ကဏ္ဍဒီမှာလူဖွဲ့စည်းတစ်ခုလုံးအတွက်အခွင့်အလမ်းတွေကိုဘလောက်အထိအခြေခံကြကြပြောင်းလဲပြနေဆိုရှိတယ်လဲဆိုတာပါ